င်္ဂလာပါခင်ဗျလင်္ကာ support channel ကနေလဲကြိုဆိုပါရစေခင်ဗျဟုတ်ကဲ့ပါကျွန်တော်အနေနဲ့6လပိုင်း26ရက်နေ့2025ရက်နေ့စနေနေ့မှာရှင်ပြန်ကစားကြမယ်အင်္ဂလန်ပလီးမားလိပွဲစဉ်တွေရွေးချယ်ပေးတော့မှာလဲဖြစ်ပါတယ်ဗျဆိုတော့အင်္ဂလန်ပလီးမားလိပွဲစဉ်မှာအစောဆုံးပွဲစဉ်နဲ့နောက်ကျပွဲစဉ်တွေပေါ့နော်ဒါအများကြီးကစားရပြီဆိုတော့ကျွန်တော်ရဲ့စိတ်ကြိုက်ပွဲစဉ်တွေရွေးချယ်ပေးထားတာဆိုတော့ဒီထဲမှာ၄ပွဲဒီပဲရွေးထုတ်ထားပါတယ်ဒီ၄ပွဲကိုကျွန်တော်ကတော့မောင်းပေးမှာဖြစ်ပြီးတော့ body လဲ dress up ကစားခိုင်းမှာလဲဖြစ်ပါတယ်ခင်ဗျ ဆိုတော့ body နှစ်ပွဲနဲ့တာမောင်းပွဲဆိုတော့ညီကိုတို့အကြိုက်ရှင်းတူမယ်လို့တော့ထင်ပါတယ်မကြိုက်တဲ့ညီကိုတွေကကိုကြိုက်တဲ့ဘက်ကနေပြီးတော့ live ပြီးတော့တင်တော်ရတဲ့ဘက်ကနေပြီးစုကစားလို့ရပါတယ်နောက်တစ်ခုကတော့ကျွန်တော်နေတဲ့ online agent account တွေကိုဒါကြောင်ညာပြီးတော့ဖွင့်ကစားခိုင်းနေတဲ့မှာကျွန်တော်ဆိုရင်မဟုတ်ပါဘူးမပါပါဘူးနောက်တစ်ခုကလည်းဒါ member ခေါ်ပြီးတော့ဘောလုံးပွဲတွေရောင်းစားရတဲ့မှာလည်းကျွန်တော်ဆိုရင်မပါပါဘူးခင်ဗျာနော်ဒါကျွန်တော်ရဲ့ဝါသနာအရာမလို့ဘောလုံးပွဲစဉ်တွေနဲ့ပေါ့နော်ဒါကျွန်တော်ရဲ့ Manchester United အကြောင်းတွေကိုဒါတင်ဆက်သုံးသပ်ပြီးတော့ပြောပြပေးထားတာလည်းဖြစ်ပါတယ် YouTube channel လေးကိုလည်းအားပေးကြဖို့လည်းဖိတ်ခေါ်ပါတယ် ယူရူ channel လေးကတော့ link က support channel ပဲဖြစ်ပါတယ်ခင်ဗျာဆိုတော့အင်္ဂလန်ပလီးမားလေးရဲ့ပထမအဦးဆုံးအစောဆုံးပွဲစဉ်ဖြစ်တဲ့ပေါ့နော်ဒါ Bradford နဲ့ Manchester United ပွဲစဉ်ကိုကျွန်တော်ရွေးချယ်သုံးသပ်ပေးသွားမှာဖြစ်တယ်ဗျာအင်္ဂလန်ပလီးမားလေးရဲ့ဒါတန်းစင်းဆုံးမှာရောက်နေတဲ့ Bradford နဲ့ Manchester United တို့နဲ့ထိတိုက်ပြဆုံးကစားတာလည်းဖြစ်တယ်ဗျာနောက်ဆုံးကစားတဲ့ပွဲစဉ်မှာဆို Bradford အင်ဝဲမှာ Manchester United တို့4-3နဲ့ရှုံးနေတာတွေ့ရတယ် တိုက်တွေ့ဆုံနိုင်မှာပဲဆိုရင် Manchester United ကအသာစီးရခဲ့တာဖြစ်ပေတယ်ပြီးခဲ့နှစ်တွေကပဲအနိုင်ရရှိခဲ့တာလည်းဖြစ်တယ်ဗျဒါပေမဲ့ဒီဘက်နှစ်မှာတော့ Manchester United နဲ့ Bradford United ကအင်ဝင်းမှာပေါ့နော်ဒါ Bradford အကန့်ကစားမှာဆိုတော့ Bradford ကလည်းကစားသမားကောင်းတွေကိုဒါထုတ်ပြီးတော့ရောင်းထုတ်ထားဖြစ်ပြီးတော့ဆိုတော့ Bradford အသင်းအနေနဲ့ပေါ့နော်ဒါ Manchester United ကိုတက်ဆင်းဆုံးနဲ့ရောက်တယ်ဆိုတော့ pick ဆော့ပြီးတော့ကစားတော့ပို့တော့အလားလာတော့ရှိတယ် Manchester United ကလည်းအနိုင်ရရှိဖို့ဒါရုံးကန်လာဖို့လည်းရှိပြီးတော့ဒါ line up ကလည်းနိပြအောင်မွန်လေးလက်ထက်မှာ၃၄ နှစ်တက်ဆိုကစားပွဲနဲ့ပဲသွားမှဖြစ်ရော Bradford ကတော့၄၃နှစ်တက်နဲ့ပဲပြန်ထွက်လာဖို့လို့ရှိတယ်ဗျဆိုတော့ဒီ Bradford နဲ့ Manchester United ပွဲမှာတခုထူးခြားတာတခုကတော့ Bradford ကတန်းစင်းစုံနဲ့အသင်းကြီးတွေကိုပိတ်ဆော့တက်တဲ့ ပေါ်မျိုးရှိပြီးတော့အာသူတို့ရဲ့ဒီပေါ်တော့ကျွမ်းကျင်နေတာဒါတေကန်ဘောတွေရနေပြီးအမြင်ဘောတွေရနေပြီးအသုံးချပြီးကိုယ်တွေတွင်းထားတာကိုတွေ့ရကြ။ဒါမန်ချက်စတာယူနိုက်တက်ကနောက်ဆုံးဒီအင်္ဂလန်ပလီးများလေးမှာချက်စီကိုအနိုင်ရရှိတဲ့ပုံစံမျိုးပဲဆက်လက်ပြီးတော့အနိုင်ရရှိသွားအောင်မလားဆိုတော့ဒါမနေ့ကစနေနေ့မှာကျွန်တော်စောင့်ကြည့်ရမှာဖြစ်ပြီးတော့ဘရက်ဖို့နဲ့မန်ချက်စတာယူနိုက်တက်ဘွဲ့စင်မှာဒါဝေဝင်ဖြစ်တဲ့မန်ချက်စတာယူနိုက်တက်ကနေပြီးတော့7-2ဆိုရင်ပြဆုံးရှုံးသေးလေးရနေပြီးတော့7-2ရှုံးသေးလေးဒါဈေးတက်ပြီးတော့ဖောက်ပေးထားတာပေါ့နော်ကနေဦးစေးဖြစ်ပြီးတော့ကိုမောင်စေးမှာဆိုလို့ရှိရင်နှလုံးရှုံးသေးရနေပြီးတော့၃လုံးတဝက်အစားစေးကြီးဖောက်ထားတာကိုတွေ့ရတယ်ဗျာ ိုင်းမန်ချက်စတာယူနိုက်တက်ကနိုင်ပွဲတစ်ခုပြန်လာဖို့အတွက်ဆိုရင်ဒါကစားသမားလူစင်းရကြည့်မယ်ဆိုရှင်တော့ဒါတည်းကကစားသမားနဲ့ပေါ့နော်ဒါသူရဲ့ကိုကြီးကိုဒါအခက်အခဲတွေဖြစ်နေကစားသမားတွေကပေါင်းမှမဟုတ်ပြအဲ့မဲ့တရင်ကောင်းတစ်ခုကတော့ကိုညာတော့ပြန်ပေါ်လာဖို့ရှိတယ်။နောက်တစ်ခုကပေါ့နော်ဒီမိုဆမ်မောက်တို့တော့ရှိတယ်ကွာ။ကွင်းလယ်မှာဖြစ်တဲ့ customer တို့ကတော့ဒါနေကန်းနဲ့ထွက်တာမလို့ဒီဘက်မှာပောင်ခွင့်ရှိမှာမဟုတ်ဘူး။မာဆီလိုကလည်းဒဏ်ရနေဆိုတော့ဒီကစားသမားတွေကပောင်ခွင့်ရှိအောင်မှာပေါ့ဗျ။ဆိုတော့အမတ်ဒီယာလိုကလည်းဒါသူကကိုကီတာ ကိစ္စရှိလို့ပေါ့နော်ဒါအင်အောင်ပြန်ရမယ်ဆိုတော့ဒီနေ့ပေါ့နော်ဒါ Manchester United နဲ့ Bradford ရဲ့ဖိုးခတ်မရလဲကတော့ Manchester United ပဲဒါကတ်နိုင်သွားပြီးတော့ကိုင်းနေသွားလိမ့်မယ်လို့ကျွန်တော်တွေးမိမိနဲ့ပြဆက်ကြွေရွေးချယ်ပေးရမယ်ဆိုရင်တော့ Wigan ဖြစ်တဲ့ Manchester United ပေါ်နေကိုအောင်းအောက်လို့ကျွန်တော်ရွေးချယ်ပေးနေပါတယ် ဒီပွဲစဉ်တွေကိုပေါ့နော်တင့်တော်စင်နဲ့လိုက်ပြီးစုကစားသိကြပါတယ်အစောဆုံးပွဲစဉ်လည်းဖြစ်တဲ့အကြောင်းမလို့ကျွန်တော်တို့ body defense ဆောင်မှတွင် Manchester United body ကိုတင့်တော်စင်နဲ့ကစားပြီးကိုပေါင်းအောက်လေတင့်တော်စင်နဲ့ပေါ့နော်နှစ်ကြောင်းစားသူစုကစားသိကြပါတယ်ခင်ဗျာနော်ဆိုတော့နောက်တစ်ပွဲဖြစ်တဲ့ဒါ Crystal Palace နဲ့ Liverpool ပွဲစဉ်သွားမယ်ကြ Liverpool ကအင်္ဂလန် Premier League မှာပုံစံကောင်းနေရထားသလို Crystal Palace ကလည်းအင်ဝင်တော်တော်များလို့ပြောလို့ရတယ်ဒါပေမဲ့ Liverpool ရဲ့ tactics ကစားသမားကဘော်ဒီနှစ်ပေါ့နော်အင်္ဂလန် Premier League မှာဒါအနားယူရဖို့တော့ရှိတယ် ဆိုတော့ဒီကစားသမားတက်စားလို့ရှိရင်နောက်ထပ်တိုက်စစ်မှုတစ်ယောက်ကိုဝယ်ထားတဲ့နယူကာဆယ်အစ်ဆက်လက်ပါလို့နောက်ဘို့လို့ရှိတယ်ဗျ။ဆိုတော့ပဲလင်းနဲ့လစ်ပါဝင်နဲ့ထိတဲ့တွစ်ဆုံတိုင်းမှာလစ်ပါဘူးကအသာတီးရထားတာကိုတွေ့ရမယ်။ခစားပဲလင်းအင်္ဂွယ်လည်းဒါဒီဘက်နှစ်မှာဘောနတော်တော်လေးပုံစံကောင်းနေရတာတွေ့ထားရဗျ။ဆိုတော့ပဲလင်းနဲ့လစ်ပါဘူးတို့ပွဲစဉ်မှာဒါအဝေးမှာဖြစ်တဲ့လစ်ပါဘူးကနေပြီးတော့လစ်ပါဘူးရဲ့ body ဈေးကနေပြီးတော့တဝက်အစားဈေးပေါ့နော်တစ်လုံးသွင်းသွားလို့ရှိရင်ပေးထားပြော။အခုဆိုရင်ရှေ့တူအရှုံးဈေးတွေပဲဒါကနဦးဈေးတွေဖောက်ပေးတာဖြစ်ဗျ။ဘူပေါင်းဈေးကတော့၃လုံးတည်ရတယ်၃လုံးသွင်းသွားရင်ဒါ ရောက်ဆုံးအစားအသောက်ဒီဖောက်ပေးထားတာကိုတွေ့ရပြအစင်းတော့စဉ်းစားကြရပါတော့เนาะဆိုတော့အဲ့ကျတော့ကျွန်တော်ကပဲလင်းနဲ့လီဗာပူးလိုပွဲစဉ်မှာလီဗာပူးလိုအင်္ဂလန်ပလေးများလိမှာပေါ့เนาะဒါအနည်းငယ်လောက်ပြီးတော့ဂိုးပေါ်ထားပြီးတော့ကျန်တဲ့ပွဲဒီမှာကြီးမအောင်ထားတာတွေ့ရတယ်ဒါ body ကတော့အနိုင်ရပြီးကြီးကတော့မအောင်ဘူးပေါ့နော်ဆိုတော့ကျွန်တော်ရဲ့ဒီနေ့ပဲလင်းတဲ့ဒီလီပါဘူးလိုပွဲစဉ်မှာစစ်ကြောက်ကိုရွေးချယ်ပေးရမယ်ဆိုရင်တော့ဒါ9ဘောင်းအောက်တစ်ချောင်းတော့ပဲကျွန်တော်ကလိုက်ပြီးတော့စော့ကစားသိကျင်တယ်ပေါ့နော်ခေစာပင်းနေတဲ့လီပါဘူးလိုပွဲစဉ်မှာနောက်တစ်ပွဲဖြစ်တဲ့ Man City နဲ့ဒီ Burnley လိုပွဲစဉ်ရွေးချယ်ပေးမှာဖြစ်တယ်ဗျာ Man City ဟာအိမ်ဝင်းမှာဒါအနိုင်ရရှိဖို့ဆက်လက်ပြီးတော့ကြိုးစားမှာဖြစ်ပြီးတော့ Burnley ကတော့ဒါ တန်းစင်းစုံနဲ့ကတ်နေရဆိုမဲ့ဒါပုံစံပြက်နေတဲ့အသင်းတော်မျိုးပါတော်တော်တော့ကောင်းတယ်ဗျတန်းတန်းစင်းစုံဆိုတာကတော့တော်တော်လေးကွာတယ်ပေါ့နော်နောက်တစ်ခုကတော့မန်စီးတီးကကစားသမားတွေဒါအနေချင်းတော့တန်ရရှိနေတာတွေ့ရပြီးအိမ်ဝင်မှာလည်းချန်ပီယံလိမှာအနိုင်ရရှိတာပြဒါပေမဲ့ဘန်လီကတော့နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်မှာဆိုရင်ပုံစံကောင်းနေရပြီးရှုံးနေထားတာကိုလည်းတွေ့ရတယ်ဗျအဲကြောင့်ကျွန်တော်ကမန်စီးတီးနဲ့ဘန်လို့ရပွဲစဉ်မှာအိမ်ဝင်ဖြစ်တဲ့မန်စီးတီးကနေရောဘန်လီကိုနှလုံးသေးရနှလုံးသွင်းသွားရင်ပြဆုံးရှုံးပေးကြောထားတယ်ကိုပေါင်းသိမ်းမှာတော့၃လုံးသေးရနဲ့၃လုံးသွင်းတာပြဆုံးရှုံးပေးတာဗျဒါကကနေဦးစေးဗျ ဆိုတော့ကျွန်တော်ကတော့ဘယ်လိုပဲဖြစ်ဖြစ်ဒါမန်ချက်စတာစီးရီးမှာတိုက်စစ်ပိုင်းမှာလဲဒါမပါဝင်ခဲ့ရင် ရှိသေးနောက်ထပ်ဒီလက်ကျန်ချီနေတဲ့ကစားသမားတွေနဲ့ဘန်လေးကိုအနိုင်ခံသွားမယ်ဆိုတော့အနည်းဆုံး2စီးလောက်တည်းတော့ဖြစ်သွားလိမ့်မယ်လို့ကိုယ်ခံမှန်းရလမ်းမိပါတယ်အဲကြောင့်ကျွန်တော်ရဲ့စစ်ချက်ကိုရွေးချယ်ပေးရမယ်ဆိုတော့မန်စီးတီးနဲ့ဘန်လေးလို့ပွဲစဉ်မှာကျွန်တော်ကတော့အင်ဝင်ဖြစ်တဲ့မန်စီးတီးဘော်ဒီကိုတည်တတ်မယ်ကျွန်တော်ရွေးချယ်ပေးခြင်းပါတယ် နောက်တစ်ပွဲဖြစ်တဲ့ Chelsea နဲ့ Brighton ပွဲစဉ်ကိုကျွန်တော်ရွေးချယ်ပေးသွားမှာလည်းဖြစ်တယ်ဗျ။ Chelsea ကအင်္ဂလန်ပရီးမီးယားလိဂ်နောက်ဆုံးပွဲစဉ်မှာရှုံးနေထားတဲ့ Brighton ကသေချထားတယ်။ဒါလေးကတော့နည်းနည်းလေးတော့စဉ်းစားရပါဗျာ။ဆိုတော့ Chelsea နဲ့ Brighton နဲ့ပင်ပေါင်းထိပ်တိုက်ဆိုဆိုမှာဂိုးလေးက၃လုံးထပ်ထိပ်ရှိထားပြီးတော့ဒါ Chelsea ကအနေချင်းလောက်ပဲအသာသီးရထားဗျာ။ဒီဘက်နဲ့နောက်ပိုင်းမှာ Chelsea ကစားသမားအကြောင်းလေးလုတ်ပြီးတော့ဒါကစားခဲ့ရတော့မှဒါ Chelsea အနေနဲ့ပေါ့နော်ဒါ Manchester United ကိုရှုံးပွဲတွေ့ထားတဲ့ဆိုတော့ Brighton ကလည်းနောက်ဆုံးမှသေချထားတဲ့စပောင်းနှစ်နှစ်နဲ့အင်ကွေးမှာပေါ့နော်အဲ့ကြတော့ Chelsea ကဒီနေ့ပေါ့နော် Brighton ကိုကြောထားမှာဆိုရင်ဒါ ကနေဦးစုပေါ့နော်ဒါသလုံးသွင်းသွားလို့ရှင်ဒါတော့အစားစေးကနေပြီးတော့ရှစ်လူရှုံးသေးပဲဖောက်ပြီးတာကိုပေါင်းသေးကနှလုံးရှုံးသေးကနေသုံးလုံးသေးသေးပဲဖောက်ပြီးတာတွေ့ရတာဆိုတော့ရှက်စီးမှာပေါ့နော်တိုက်စစ်ကိုသွင်းနေတဲ့ဒါပုံမှန်ကလည်းပေါင်းမှမဟုတ်ဘူးဒါပေမဲ့တော့အာရှက်စီးမှာလည်းဒါဒဏ်ရာကစားသမားဖြစ်တဲ့လူလည်းရှိသလိုဘိုက်တက်မှာတော့ဒီဒဏ်ရာနည်းနည်းတော့ကင်းစင်ပြီးတော့ပေါ့နော်ဒါအဲ့နဲ့အာစော့နိုင်တဲ့ကစားသမားတွေလည်းရှိနေတွေ့ရပြဆိုတော့ကျွန်တော်ကရှက်စီးနဲ့ဒီဘိုက်တက်တို့ရဲ့ဂူခံမန်ရာကအနည်းဆုံးဒါနှစ်တက်လောက်ဖြစ်ပြီးတော့ အထက်လေးလေးကြော်ကြော်သွားလိမ့်မယ်လို့တွေးမိမိတယ်ဗျ။အဲ့တော့ကျွန်တော်ရဲ့စိတ်ကြိုင်တဲ့ဒီဂူခမန်ရလောက်ကိုပြောရမယ်ဆိုရင်တော့နှစ်တစ်ဖြစ်ပြီးတော့အနည်းဆုံးဂူကတော့အပေါ်လောက်ဖြစ်သွားလိမ့်မယ်လို့တွေးမိပါတယ်။စိတ်ကြောက်ကိုရွေးချယ်ပေးရမယ်ဆိုရင်တော့ချက်စီးနဲ့ဘရိုက်တန်တို့ပွဲစဉ်မှာကျွန်တော်ကဂူအပေါ်တစ်ချောင်းနဲ့ပဲကျွန်တော်ရွေးချယ်ပေးချင်ပါတယ်ခင်ဗျာနော်။ဟုတ်ကဲ့ပါကျွန်တော်အနေနဲ့ပေါ့နော်ဒါ6လပိုင်း26ရက်နေ့2025ရက်နေ့စနေနေ့မှာရှင်းပြန်ကစားကြမယ်အင်္ဂလန်ပရီးမီးယားလိပွဲစဉ်မှာဆိုရင်အစောဆုံးပွဲစဉ်ဖြစ်တဲ့ Bradford နဲ့ Manchester United ပွဲစဉ်မှာဆိုရင်ဝေဝင်ဖြစ်တဲ့ Manchester United Body League နဲ့ပေါ့နော်ဒါ5အောက်ကိုကျွန်တော်ရွေးချယ်ပေးထားတာပါ ပဲလင်းနဲ့လေဗာပူးပွဲစဉ်မှာဆိုကျွန်တော်ကတော့ဂူအောက်တစ်ချောင်းဆက်ရွေးချယ်ပြီးတော့မန်စီးတီးနဲ့ဘန်လီပွဲမှာဆိုအင်ဂွေဖြစ်တဲ့မန်စီးတီးကိုရွေးချယ်ပေးထားပါချက်စီးနဲ့ဘရိုက်တန်ပွဲစဉ်မှာဆိုလို့ရှိရင်ကျွန်တော်ကတော့ဂူဘော်လေးကိုကျွန်တော်ရွေးချယ်ပေးထားတာပါအဓိကလိုက်ပြီးတော့ဘော်ဒီတီးတန့်ဆော့ကစားသိကျင်တာကတော့ကျွန်တော်ကမန်စီးတီးဘော်ဒီရဲ့ဒါချက်စီးဂူဘော်ရပါဒါကတော့ဒါနောက်ကျပွဲစဉ်တွေကိုရွေးချယ်ပေးထားပါအစောဆုံးပွဲစဉ်မှာဆိုရင်ဘရက်ဖုန်းနဲ့မန်ချက်စတာယူနိုက်တက်ပွဲစဉ်မှာဆိုရင်ဝိုးဂင်ဖြစ်တဲ့မန်ချက်စတာယူနိုက်တက်ဘော်ဒီနဲ့ဒါ ကိုပေါင်းအောက်လို့ကျွန်တော်တွဲပေးထားတာဖြစ်ပါတယ်။ဒါလေးကိုတော့ body design ဆော့ပါ။ကျန်တာတွေကညီကိုမောင်းတွဲပြီးတော့ဆော့လာကြပါခင်ဗျာနော်။ဟုတ်ကဲ့ပါ။ကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြည့်ရှုအားပေးတဲ့ညီကိုတွေအထူးပဲကျေးဇူးတင်ပါတယ်။ကံကောင်းကြပါစေ။ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။